Burma Independent Voice မင်္ဂလာပါခင်ဗျာဒီကနေ့အောက်တိုဘာလ18ရက်နေ့ VIV ရဲ့ညကင်းသတင်းစီစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့သတင်းစီစဉ်မှာတော့နောက်ဆက်တွဲငလျင်ထပ်မံဖြစ်ပွားမှာကိုရန်ကုန်မြို့ကန်တွေစိုးရိမ်နေတယ်ဆိုတဲ့သတင်းနေရီကန်ပြူဝါတိုက်ပွဲမှာစစ်တပ်တပ်ဖွဲ့ဝင်အချို့အေအေထန်လက်နက်ချဆိုတဲ့သတင်းမြန်မာဒုက္ခသည်ရေးတက်ကြလှုပ်ရှားသူနဲ့မိသားစုကိုဖမ်းဆီးထားတယ်လို့စစ်ကော်မရှင်ကထုတ်ပြန်လာတဲ့ဆိုတဲ့သတင်းပါဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေနဲ့အတူနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အရင်ဆုံးနောက်ဆက်တွင်ငလင်ထပ်မံဖြစ်ပေါ်လာမှာကိုရန်ကုန်မြို့ကန်ဒီစိုးရိမ်နေတဲ့ဆိုတဲ့သတင်းကိုပြောပြပေးသွားပါမယ်။ရန်ကုန်တိုင်းဒလားမြို့နယ်အနီးကိုဗဟိုပြုပြီးအင်အားရစ်တာစကေ3.9အဆင့်ရှိငလင်လှုပ်ခတ်ခဲ့တာကြောင့်နောက်ဆက်တွင်ငလင်တွေထပ်မံဖြစ်ပေါ်လာမှာကိုစိုးရိမ်နေတယ်လို့ရန်ကုန်မြို့ကန်ဒီကပြောပါတယ်။မနေ့ကအော်တိုဘာလ18ရက်နေ့ည7:09မိနစ်ချိန်မှာ Richter scale 3.9အဆင့်ရှိငလင်လှုပ်ခတ်ခဲ့တာဖြစ်ပြီးငလင်လှုပ်ခတ်ခဲ့တာကို Line, Kamayo, Sanjong, Yangin, Insein, Tonglaba, ကြောက်တတာမရန်ကုန်းစားတဲ့မြို့နယ်တွေမှာခံစားခဲ့ရတာပါ။အဲ့ဒီမြင်းငလင်ဟာရန်ကုန်တိုင်းဒလမြို့နယ်အတွင်းမြောက်အနက်9ကီလိုမီတာ၄မိုင်ကျော်ကိုဗဟိုပြုပြီးတော့ Richter scale 3.9အဆင့်နဲ့လှုပ်ခတ်ခဲ့တာလို့ NUG ကဖော်ပြထားပါဗျ။ ရန်ကုန်တိုင်းသုံးခွမြို့တောင်ဘက်65ကီလိုမီတာခန့်ပင်လယ်ကမ်းရိုးတန်းအောက်အနက်10ကီလိုမီတာခန့်ကိုဗိုလ်ပြုကပြင်းအောင်9.4ဆင့်ရှိငလင်းတစ်ခုပြီးခဲ့တဲ့ဩဂုတ်လ21ရက်နနက်9:28မိနစ်အချိန်ကလည်းလှုပ်ခတ်ခဲ့ပြီးစကိုင်းပြည့်ရွေကျော်နောက်ဆက်တဲ့ငလင်းကြောင့်မန္တလေးတိုင်းစကိုင်းတိုင်းပါဝင်ရန်ကုန်တိုင်းနဲ့ကျန်တိုင်းနယ်ပြည်နယ်တို့မှာငလင်းသေးစားတွေလှုပ်ခတ်ခဲ့ပါသေးတယ်ဆက်လက်ပြီးတော့ဝယ်ယူသူရဲ့အချက်အလက်တွေသိဖို့ ရွှေရောင်းဝယ်တွေကိုစစ်ကော်မရှင်ကတ်သက်ဆိုတဲ့တင်ကိုပြောပြပေးသွားပါမယ်။ဒီထဲမှာရှိတဲ့ရွှေနဲ့ကြောင်းမျက်နှာရောင်းတဲ့ဆိုင်တွေအားလုံးတရံတတ်တဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့အမှတ်နဲ့တက်တူတင်းလုပ်ငန်းကထုတ်ပေးတဲ့ဘောင်ချာနဲ့ဒါရောင်းဝယ်ပြုလို့ရမယ်လို့စစ်ကော်မရှင်ကကတ်သက်လိုက်တယ်လို့ရွှေလုပ်ငန်းရှင်တွေကဘာမှ independent white ကိုပြောပါရယ်။မနေ့ကအော်တိုဘာလ18ရက်နေ့ညပိုင်းကပြောတာဖြစ်ပြီးရွှေဝယ်သူတွေရဲ့အချက်လက်တွေသိဖို့အတွက် ရွှေဆိုင်တွေကိုဝင်ကြီးဌာနကတတ်မှတ်ထားတဲ့ပေါင်ချာနဲ့သာအရောင်းဝယ်ပြုလုပ်ရမယ်လို့စစ်ကော်မရှင်ကကန့်သက်လိုက်တယ်လို့ဆိုပါတယ်။ရန်ကုန်ကအမီဝပေါ်လို့တဲ့ရွှေဆိုင်ပိုင်ရှင်တယောက်ပြောတာကတော့ဒီအဓိကဒီပေါင်ချာလုပ်တဲ့ရည်ရွယ်ချက်ကတော့ဒီဘယ်လိုပြောမလဲအဲဘယ်သူတွေဘလောက်ရောင်းလဲဒီဆိုင်ကဘလောက်ရောင်းလဲလူတွေဘလောက်ဝယ်လဲဒါတွေကိုအကုန်လုံးသိချင်လို့ပေါ့ဘလောက်ရောင်းဘလောက်ဝယ်အပြင်ဘယ်သူကဝယ်လဲဆိုတာပါတော့မှတိကျသိချင်တာပေါ့ ဒီပေါ့ချမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဝယ်သူရဲ့နာမည်ဖုန်းနံပါတ်လိပ်စာမှတ်ပုံတင်ဒါတွေအကုန်လုံးထည့်ရမှာပြီးလို့ရှိရင်ဒီငွေရလဲဘာဘလုံးငွေနဲ့ဝယ်ရလဲငွေဖြူတာငွေမေးတာဒါတွေပါလိုက်လို့ရအောင်တို့ကလုပ်ထားတဲ့အခါကျတော့ဒီဝယ်သူတွေဘက်ကသိအစင်ပြူပေါ့နော်အဲအဲ့တော့တို့ကတို့ဒီကဒီအရွေးရွေးချက်ကတော့ဘယ်သူတွေဘလောက်ဝယ်လဲသိချင်တော့ပေါ့အသေးစိတ်ပေါ့အဲဝယ်သူတွေရဲ့ data ကိုအကုန်ယူရတဲ့ပုံပါပဲ ကုန်ပြီးကျင်တာပေါ့အဲ့ဒီတက်တုတွေလုပ်ငန်းကထုတ်ပေးတဲ့ရောင်းဝယ်ဘောင်ချာရဲ့အပေါ်ဆုံးထိပ်မှာဘောင်ချာအမှတ်စဉ်ရက်စွဲစိုင်းမီစရင်မှတ်လာရောက်ဝယ်ယူသူဒါမှမဟုတ်လာရောက်ရောင်းချသူအမိနိုင်ငံသားစီစီရေးကက်မှတ်ပုံတင်နေမဲ့လေရက်လိပ်စာဖုန်းနံပါတ်တွေပါရှိတယ်လို့ဆိုပါတယ်အဲ့ဒီဘောင်ချာတွေကိုစိုင်းကတစ်စောင်းဝယ်သူကတစ်စောင်းအခွန်ဌာနတစ်စောင်းတယံဇာတ တရံဇာတဝင်ကြီးရနာကိုတစောင်းစုစုပေါင်း၄ဆောင်ဆိုင်ရပေးရမှာဖြစ်တယ်လို့ဆက်ပြီးရှင်းပြပါရယ်။ဒါ့အပြင်အယောင်းငွေပြုလုပ်ရမှာလဲရည်ညွန်းတက်မဲ့စည်းနှုန်းနဲ့ရောင်းချရမှာဖြစ်သလိုပြည်စာဆိုင်ရွက်ပြောက်ဆုံးတာစီကန်းချက်တွေချိုးဖောက်တာမမမကဲတင်ပြတာတွေပြုလုပ်ပါကဥပဒေညဥပဒေပါစီမံခန့်ခွဲရေးနည်းလမ်းတွေနဲ့အေးအေးယူခံရမယ်လို့စစ်ကော်မရှင်ကဆိုပါရယ်။တက်တုတဲလုပ်ငန်းကထုတ်ပေးတဲ့ဘောင်ချာတွေနဲ့အယောင်းငွေပြုလုပ်ပါကတက်ဆိုင်ရမြို့နယ်လိုက်အထွေထွေအုပ်ချုပ်ရေးမှုဖွင့်ရင် ရေးယူဆောင်ရွက်တာတွေပြုလုပ်သွားမှာဖြစ်တယ်လို့ရန်ကုန်တိုင်းဒေသကြီးရွှေလုံငန်းရှင်များအတင်းကအသိရပါဗါးအခုတော့စစ်ရေးသတင်းအနေနဲ့လက်ရေကန်ပြူဟာတိုက်ပွဲမှာစစ်တပ်တပ်ဖွဲ့ဝင်ချို့အေအေတန်လက်နက်ချဆိုတဲ့သတင်းကိုပြောပြပေးသွားပါမယ်။ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းကိုဆက်သွယ်ထားတဲ့ Amberdan လမ်းပိုင်းရှိစစ်ကော်မရှင်တပ်ရဲ့လက်ရေကန်လေကြောင်းရံကာကွယ်ရေးစခန်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်ချို့အာရကတပ်တော် AAC မှာအလံပြူထောင်လက်နက်ချတာရှိသလိုတိုက်ပွဲတွင် လက်ရဖက်စီမီတာတွေရှိတယ်လို့ AA ကထုတ်ပြန်ထားပါတယ်။အော်တိုဘာလ18ရက်နေ့ညပိုင်းကထုတ်ပြန်တာဖြစ်ပြီးအလင်းဝင်ရောက်လာကြသူတွေကိုစစ်တုံးမဲဥပဒေနဲ့အညီကောင်းမွန်စွာပြုစုဆောက်ရှောက်ပေးထားတယ်လို့ဆိုပါတယ်။ဒီစခန်းကို AA နဲ့ဒေါ်လန်ကြီးပူးပေါင်းတဲ့တွေကတိုက်ခိုက်နေတာဖြစ်ပြီးလက်ရှိမှာနေရာနည်းငယ်ပဲရဖို့ကြံတော့တယ်လို့ AA ကထုတ်ပြန်ထားပါတယ်။ဖက်စီရမီရဲ့စစ်တုံးမဲရည်တက်ကိုအတိအကျမထုတ်ပြန်ပေမဲ့တဲ့ပုံမှာတော့စစ်ကော်မရှင်တပ်ဖွဲ့ဝင်၁၁ရောက်ဒူးထောက်နေတာကိုတွေ့မြင်ရပါတယ်။ ရဲရင်ကံပြူဟာကုန်းကိုတော်လိုင်းရင်တက်တွေကဝိုင်းဝန်းပိတ်ဆို့ထားတာကြောင့်စစ်တပ်ကစစ်ကူလို့မရတဲ့အပြင်ရိတ်ခါကိုပါလေချောင်းကပို့နေရတာပါစစ်ကော်မရှင်ဘက်ကလည်းအဲ့ဒီပြူဟာကုန်းမချစီရဲ့အတွက်လေချောင်းပစ်ကူစစ်ကူတွေအဆက်မပြတ်ပြီးနေကြမှာအရကတွတ်တော်အေးရဲ့တုံ့ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ဆိုပါရတယ်ဒါအပြင်ဒကိုင်းပြည်နယ်စစ်တပ်မျိုးအနီးဝန်းကျင်မှာလည်း လက်လက်ကြီးဒရုန်းတို့နဲ့အပြန်လည်တိုက်ခိုက်နေတာတွေပုံမပြတဲ့လျက်ရှိပြီးအော်တိုဘာလ15ရက်နေ့က AR တိုင်းရေကြီးမြို့နယ်ဆက်ဆက်ယူကြီးရာနီးမှာလည်းထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။မြမဒုက္ခနဲ့အရေးတက်ကြွလှုပ်ရှားသူနဲ့မိသားစုကိုဖမ်းဆီးထားတယ်လို့စစ်ကော်မရှင်ထုတ်ပြန်လာတဲ့ဆိုတဲ့သတင်းကိုပြောပြပေးသွားပါမယ်။လေရှားနိုင်ငံမြမဒုက္ခတဲ့အရေးစောင်းရက်ပေးတဲ့ဒေါ်သူစာမောင်နဲ့မိသားစုကိုဖမ်းဆီးထားတယ်လို့စစ်ကော်မရှင်ကအော်တိုဘာလ16ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။ ဒေါ်သူစာမောင်နဲ့အတူခင်မုန်းဖြစ်သူအပါဝင်ဒေါ်သမီသုံးဦးတို့ဟာဒီမပီကိုပြန်လာစင်မှာစစ်တပ်ကဖမ်းဆီးလိုက်တာဖြစ်တယ်လို့သိရပါတယ်တော်သူစာမောင်နဲ့အတူခင်မုန်းဖြစ်သူအပါဝင်သာသမီသုံးဦးတို့ဟာမြမပြည်ကိုပြန်လာစင်မှာဖမ်းဆီးလိုက်တာဖြစ်တယ်လို့စစ်တပ်ကထုတ်ပြန်ထားပါဗျ။တော်သူစာမောင်နဲ့ခင်မုန်းဖြစ်သူဦးစောတန်းတင်ဝင်းတို့ဟာ2023ခုနှစ်ခရဲကပျောက်ဆုံးနေတာဖြစ်ပြီးအခုချိန်မှာစစ်တပ်ကဖမ်းဆီးထားကြောင်းသတင်းထုတ်ပြန်လာတာဖြစ်ပါတယ်။မလေးရှားနိုင်ငံမှာနေထိုင်တဲ့တော်သူစာမောင်တို့မိသားစုဟာ 2023ခုနှစ်ဇူလိုင်လကတည်းကပျောက်ဆုံးခဲ့ပြီးလူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ကမလေးရှားဆိုရအနေနဲ့ဒေါ်သူစာမောင်နဲ့မိသားစုပြန်ပြီးဆွဲခံရတဲ့ကိစ္စကိုတွင်လင်းမြင်သာမှုရှိရှိစုံစမ်းဖော်ထုတ်ပေးဖို့ဆိုပြီးတောင်းဆိုခဲ့ပါတယ်။ဒေါ်သူစာမောင်နဲ့ခင်မွန်စောတန်းတင်ဝင်းတမီပိုးခင်မောင်တာအောင်မြင့်မောင်နဲ့ဒုက္ခမောင်တို့၅ဦးဟာကွာလာလမ်ပူမြို့အမ်ပန်ချာယာအရက်ကသူတို့နေအိမ်မှာအမိမတိမျိုးသားတွေကလာရောက်ဖမ်းဆီးသွားတယ်လို့သိရတယ်ဆိုပြီး HRW က2023ခုနှစ်ခရဲကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့ဝါပြည်နယ်လူချင်းရင်ရွေးကောက်ပွဲဝင်ပြီးလွတ်တော်ရဲကတောင်းဖို့စစ်ကော်မရှင်ပြောဆိုတဲ့သတင်းကိုပြောပြပေးသွားပါမယ်။ဝါပြည်နယ်လူချင်းနယ်ဆိုရင်2008ခုကြီးပုံအခြေခံဥပဒေအတိုင်းလွတ်တော်ရဲဝင်ပြီးလွတ်တော်ရဲကနေတောင်းဆိုရမှာဖြစ်တယ်လို့အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးပေါ်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSBNC ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရာမြင့်ကအောက်တိုဘာလ18ရက်နေ့ကပြောဆိုလိုက်ပါတယ်။ နေပြည်တော် MSCC တစ်မှာစစ်တပ်ကကျင်းပခဲ့တဲ့တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူညီမှုစာချုပ် NCA 10နှစ်ပြည့်အလို့ရုံဆွေးနွေးပွဲပိတ်ပွဲမှာပြောဆိုလိုက်တာဖြစ်ပါတယ် UWSC ဟာ NCA မှာလက်မှတ်ရေးထိုးထားခြင်းမရှိဘဲစစ်တပ်ကဖိတ်ခေါ်မှုရ NCA 10နှစ်ပြည့်ခန္ဓာကိုတက်ရောက်လာတာဖြစ်ပါတယ်ဘဝဟာရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းဒေသချို့မှာအခြေစိုက်ထားတဲ့အင်အားတောင့်တင်းစုံတိုင်းရင်းသားလက်နက်ကင်ဖွဲ့ဖြစ်ပြီးလူဦးတော်လည်ရေးမှာပါဝင်လာခြင်းမရှိပေမဲ့ မြန်မာစစ်တပ်ကိုလက်နက်ကင်တိုက်ခိုက်နေတဲ့မြောက်ပိုင်းညီနောင်မဟာမဲသုံးဘက်ကိုထောက်ပံ့ကူညီမှုတွေလှုပ်ဆောင်ခဲ့ပါတယ်။အခုတော့နိုင်ငံတကာသတင်းတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ကင်မရွန်နိုင်ငံကကျင်းပခဲ့တဲ့တမရရေးကောက်ပွဲအတွက်မေးရီတက်မှုနောက်ဆုံးအဆင့်ကိုနိုင်ငံတော်မေးရီတရေးကော်မရှင်ကတောက်ချာနေမှာစတင်ခဲ့ကြောင်းနိုင်ငံရဲ့ရွေးကောက်ပွဲဆိုင်ရာဖွဲ့စည်းဖြစ်တဲ့ Election Cameroon ကထုတ်ပြန်ထားပါတယ်။ American တမရ Donald Trump ဟာ Ukraine တမရ Zelensky နဲ့တောက်ချာနေကအင်ဖြူတော်မှာတွေ့ဆုံခဲ့ပါတယ်။ ဒါပေမဲ့ American, Russia, Ukraine သုံးဖက်ဆိုင်ထိပ်သီးစနစ်ပွဲကိုတော့မကြာမီကာလအတွင်းမှာကျင်းပမှာမဟုတ်ဘူးလို့မြင်းဆိုလိုက်ပါရယ်။အချိန်ထဲမှာပဲရုရှားသမ္မတဗလာဒီမာပူတင်က American သမ္မတဒေါ်နယ်ထရန့်နဲ့ Hungary နိုင်ငံဘူကာပက်မြို့မှာနှစ်ပတ်အတွင်းဒါမှမဟုတ်အနည်းငယ်နောက်ကျပြီးတွေ့ဆုံနိုင်မွေးရှိတယ်လို့ Kremlin ကတောက်ချန်နေကပြောကြားခဲ့ပါရယ်။ဥရောပဟာစစ်ပွဲအတွက်ပြင်ဆင်နေမဲ့အစားငြိမ်းချမ်းရေးအတွက်ပြင်ဆင်မှုတွေကိုပဲအာရုံစိုက်တင်တယ်လို့ ဟန်ဂေရီဝန်ကြီးချုပ်ဗစ်တာအော်ဘန်ကတောက်ကြာနေကနိုင်ငံပိုင်ရေဒီယိုနဲ့အင်တာဗျူးမှာပြောကြားခဲ့တာဖြစ်ပါတယ်။ထိတ်တဲအနောက်တိုင်းမီဒီယာတွေဟာသူတို့ရဲ့ဩဇာလွှမ်းမိုးမှုကိုအသုံးချပြီးဗမ်းမလိုက်တဲ့သတင်းတင်ဆက်မှုအတွင်နဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်အတိုင်းသတင်းအကြောင်းအရာတွေကိုဖြန့်ဝေနေကြတယ်လို့ရုရှားသမ္မတဗလာဒီမာပူတင်ကတောက်ကြာနေကဆွဆွဲပြောကြားခဲ့ပါတယ်။အာဖဂန်ဒုက္ခသည်တွေနေရပြန်နိုင်မှုအတွက်လေဆပ်ဖြတ်ကျော်ဂိတ်တွေကိုပါကစ္စတန်ကတောက်ကြာနေကပြန်လည်ဖွင့်ပေးခဲ့တယ်လို့အာဖဂန်မီဒီယာကဖော်ပြထားပါတယ်။ ရဲနှင်းငယ်ကြားမှာနေဆက်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲငယ်တွေကြောင့်ပိတ်ထားခဲ့တဲ့အဓိကကိတ်ကိုနေရက်ပြန်လို့သူများအတွက်ပြန်ဖွင့်ပေးခဲ့တာဖြစ်ပါတယ်။ထိုင်းဆိုရအသက်နေနဲ့တရုတ်နိုင်ငံနဲ့ဗက်ဆွန်ပူပေါင်းဆောင်ရွက်မှုကိုအိုမိုခိုင်မအောင်လှုပ်ဆောင်သွားမယ်လို့ထိုင်းဝန်ကြီးချုပ်နဲ့ပြည်သေးရေးဝန်ကြီးဖြစ်သူအန်နူတင်ချမ်ပီယံကွန်ကအတောက်ကြံလေးကတရုတ်တံမက်ကြီးနဲ့တွေ့ဆုံစဉ်မှာပြောကြားခဲ့ပါတယ်။စီးရဲနှမမှုရောကြရေးဟာနိုင်ငံတော်ပွင့်ပြိုးတိုးတက်ရေးရဲ့အဓိကမှန်တိုင်တစ်ခုဖြစ်တယ်လို့ ပါကစ္စတန်စီမံကိန်းနဲ့ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးကတောက်ချာနေကပြောဆိုခဲ့ပါတယ်။အစ္စရေးစစ်တပ်ဟာဂါဇာပြစ်ခတ်ရစဲရေးအရာပြီးခဲ့တဲ့အပတ်ကတပ်ဖွဲ့တွေဆွတ်ခွာခဲ့တဲ့နယ်နိမိတ်ဖြစ်တဲ့အဝါယောင်လိုင်းလို့ခေါ်တဲ့နေရာကိုမြေပြင်မှာအမှတ်သားတွေပြုလုပ်သွားမယ်လို့ကာကွယ်ရေးဝန်ကြီးအစ္စရေးကက်ကတောက်ချာနေမှာပြောပါတယ်။ဂါဇာမှာဖမ်းဆီးထားတဲ့အမည်မသိအစ္စရေးတစားကန်တအူးရဲ့အလောင်းထည့်ထားတဲ့ကောင်တလာတစ်ခုကိုချက်ရှင်ဒီဖွဲ့ထံမှလက်ခံရရှိတယ်လို့အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF ကစနေနေ့အစောပိုင်းမှာထုတ်ပြန်ကြေညာခဲ့ပါတယ်။အစ္စရေးကလက်မနိုင်ငံတွင်းကပြစ်မှတ်တွေကိုမကြားသေးမီကပြုလုပ်ခဲ့တဲ့ဒေသလောက်တဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုအပြင်းထန်ရှုတ်ချကြောင်းအီရန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကတောက်ကြနေမှာပြောကြားခဲ့ပါတယ်။ဒီကနေ့သတင်းစီစဉ်ကိုဒီမှာပဲရည်နာကြပါတယ်။ issue အားပေးကြတဲ့တယောက်စီတိုင်းကိုကျေးဇူးထူးမြတ်တင်ရှိပါတယ်ခင်ဗျာ။ Burma Independent Voice